ซีฟู้ดเนี่ยอติยั่วတွေကိုပုံမယ်နောက်ဆုံးမှာကျဲဥကိုအပေါ်ကနေထည့်ပေးလိုက်မယ်เนาะဒါဆိုရင်ဖီးซีฟู้ดမင်းကြော်လေးရပါပြီစာလီနည်းနည်းကျဲဥကိုထည့်မယ် ဲ့6ကြီးကျော်ရင်စားမကောင်းဘူးလို့ထင်တယ်နော်။ဒါပေမဲ့ချွတ်ဆိုင်နေမှာလည်းကျဲကိုချက်ချက်ပြီးရပြီ။စီလေးနည်းနည်းပဲထည့်မယ်။ဒါဆိုလဲစားဆိုတော့ညီမဆိုတော့ချက်တော့ကြီးလေးထည့်မယ်။ ောင်းမှရတာရအောင်သင်္ကန်းပြာကြီးလေးနည်းနည်းဖြည့်မယ်။သာမန်ရအောင်မွေးလေးဖြည့်မယ်။ညူကောင်းမှုလေးဖြည့်မယ်။နန်းသားလေးပြပါဦး။ဒီမောဘုရားကနန်းသားလေးရဲ့အကြည့်လေးပေါ့နော်။နန်းသားလေးဖြည့်မယ်။ ကွေးနေအောင်လေ့နော်နီးနီးနဲနဲချော်လိုက်ဒါကလို့သေးကိုနဲ့နေဒီဝရမစီသိမ့်များမှာဆိုလို့နှဆုံးမဲ့ခဲ့မယ် စစ်တော်ကြီးချက်မယ်နန္ဒကြီးချက်မယ်ပန်းကော်ကြီးချက်မယ်နော်သူတို့ကအရင်မချက်တာကြောင့်စစ်တော်ရှင်ကြီးချက်မယ်ဒီချက်လေးဒီဘေးချက်လေးဒီဒီကြောက်ချက် ကျသားမုံလေးရှိရနော်။ဒါလေးနည်းနည်းရှိနေ။ကျေတော်မီရလည်းအကျွန်းကျေတော်ဖြူလေးရလည်းအကျွန်းမမွေးနော်။ဒီမွေးလေးနည်းနည်းပေါင်းမယ် And it's almost shoe down me. မင်းရောလေးတွေကိုတစ်ခါနဲ့တစ်ခါမတူအောင်ကြော်ပြနေတာဖြစ်ပါတယ်เนาะဒီဒီရဲ့ကြော်တော့ထည့်လိုက်မယ်စီလေးနည်းနည်းထည့်မယ်သမင်းထည့်မယ်အင်းငင်ကြေးကောင်းစေဝမ်းပြေလောက်ချက်နော် ကောင်းမှုနေနေကျုံမှုနေနေဒီကားနေနေဆိုတော့ဒီမွေးပေါ့နေဒီကောင်းမှုတင်နော်ဒီဘုန်းကြီးကလေးอ่ะတိုင်မှာရောက်ထားမယ်ဆိုလို့ရှိရင်အပေါ်မှာအသားတွေဒီရဲ့ဒီကျုပ်လောက်လောက်ပြမယ်သတင်းကြော်လေးပါ ်ဘူးဖြူတယ်ပဲတော်လိုက်တယ်ဘဝတထောင်းတောင်းထွက်အောင်ကျွရီလေးထည့်မယ်ကျွရီရဲ့မှသမင်းကိုအုပ်လိုက်တယ်နော်အုပ်လိုက်ပြီးရင်သမင်းသားတွေကနေပြီးတော့ခုနထည့်လာတဲ့ကျွရီလေးအငွေးနဲ့ထွက်လာရင်စားရတဲ့ဘဝအနောက်ရာနော်ရမင်းလေးကိုထည့်မယ်ကြော်ထားတယ် ซีฟู้ดเนี่ยอตีเยอะดีโปมเลยแล้วซ้อมมาเจ้าอู้โหอบอานี่เทไปแล้วเนาะถ้าสมมุติฟีซีฟู้ดเมนูนี้ยาบาบี Thank you ว่ะเชฟซูว่ะ